မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အေအေကယာယီစုတ်ခွာပေးလိုက်ရသောကြောက်ဖြူမင်းပြေရွာရေဒါစစ်စခန်းတွင်ဝါရားဖြန့်တပ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲ၍စစ်သားအများအပြားသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင် အေအေကယာယီစုတ်ခွာပေးလိုက်သော ကြောက်ဖြူမင်းပြင်းရွာရေဒါစခန်းတွင်ဝါရဖြန့်တပ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ခွဲ၍စစ်သားအများပြားသေဆုံးသွားကြောင်းအေအေစစ်ရေးတရင်ရင်းမြစ်ကတရင်ဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ14ရက်နေ့အရက်ကတက်တော်အေအေသိမ်းပိုက်ထားသည့်ကြောက်ဖြူမျိုးမင်းပြင်းရွာရေဒါစခန်းကိုအကြံဖက်စစ်ကော်မရှင်တပ်များကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းရှင်းအောင်အေအေကမင်းပြင်းစက္ကန့်မှာယာယီဆုတ်ခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရယူသွားကြောင်း ထို့သောမင်းပြင်ရွာစခန်းကိုစစ်တပ်ကရရှိပြီးနောက်မွာရာဖြန့်ဓာတ်ပုံရိုက်ကူးရန်အတွက်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းရှင်းအချင်းအေအေကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာမင်းပြင်ရွာစခန်းအတွင်ရှိမွာရာဖြန့်ဓာတ်ပုံရိုက်ကူးရန်ပြင်ဆင်နေသည့်နေရာသို့ထထကြောက်ရပောက်ခွဲခဲ့ကြောင်းအဆိုပါပောက်ခွဲမှုအတွင်စစ်သားအများအပြားသေဆုံးသွားကြောင်းသိရပါတယ်။အဲ့ဒီမင်းပြင်ရွာရေဒါစခန်းကိုအေအေကတင်ထားတာအင်းအားအနေငယ်ပဲရှိတယ်။အဲ့ဒါကိုစစ်တပ်ကအင်းအားလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုတ်ပေးလိုက်ရတာ။ အဲ့ဒါကိုစစ်တပ်ကမနေ့ကဝါဒဖြန့်ဓာတ်ပုံရိုက်ဖို့လုပ်နေတော့အေအေကလက်နက်ကြီးနဲ့ပြစ်လိုက်တာအကုန်ကြွကုန်နေဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။မင်းပြင်းရွာစခန်းတွင်လက်နက်ကြီးကြားရောက်ပောက်ခွဲမှုကြောင့်အကြမ်းဖက်စစ်သားအနေဆုံးဆဲဦးကန်သိဆုံးနိုင်ပြီး24ဦးသေဆုံးသည်ဟုသတင်းများကြားသိရတော့လေအတိအကျကိုအတိမပြုနိုင်သေးပါဘူး။ကြောက်ဖြူမြို့နယ်အတွင်းကျေးရွာအများစုတွင်အေအေကနေမည်စုံမထပြီးစစ်တပ်ကရေတပ်နှင့်မြို့ပေါ်အခြေစိုက်တပ်များတွင်သာနေရာယူထားရမှကြီးရည်လေးအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်ပါတယ်။ အေအေကရခိုင်ပြည်နယ်တွင်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှစတင်ကာမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးလက်ရှိတွင်တန်တွဲရှမ်းပြည်ဘူးတိတောင်ရတိတောင်ပုံနာကျွန်ကြောက်တော်မင်းပြမြောက်ဦးမြေပုံပေါက်တော်မောင်တော်အန်တောင်ကုတ်ခွားတို့ကိုတင်ပိုက်ထားပါတယ်။ထို့ပြင်ချင်းပြည်နယ်ပလဝမြို့နယ်ကိုလည်းအေအေကတင်ပိုက်ထားပါတယ်။အေအေကရခိုင်တပြည်လုံးတင်ပိုက်နိုင်ရန်အတွက်လက်ရကန်းသာလိုတော့ပြီးထိုးစစ်များအချိန်မြင့်တင်လျက်ရှိကြောင်းအေအေကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ ဆက်လက်ပြီးကလေးမျိုးနဲ့တောင်ပိုင်းတွင်တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ဘက်မှအထိနာ၍လေရင်ဖြင့်၃ရက်ဆက်ဘုံ90ကျော်ကျေးချတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းကလေးမျိုးနဲ့တောင်ပိုင်းတွင်တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ဘက်မှအထိနာ၍လေရင်ဖြင့်၃ရက်ဆက်တိုင်းဘုံ90ကျော်ကျေးချတိုက်ခိုက်နေကြောင်းဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာလပိုင်းမှစတင်ပြီးကလီငွနဲ့တောင်ပိုင်းရှိကျေးရွာများအနီးတစ်ဝိုက်တွင်အကြံဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲများနေစဉ်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ထို့ပြင်တိုက်ပွဲများအတွင်အကြံဖတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူများပြတော့ကြောင်းနိုဝင်ဘာလ14ရက်နေ့မှစတင်ပြီး Jet Fighter ဝိုင်းတွဲလျင်တို့ဖြင့်ဘုံ90ကျော်ကျဲချတိုက်ခိုက်နေကြောင်းအကြံဖတ်စစ်တပ်၏ဘုံကျဲတိုက်ခိုက်ခြင်းကြောင်းပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်နိုဝင်ဘာလ14ရက်နေ့မွန်လွဲ7နာရီခန့်မှစတင်ပြီးကလေးမျိုးနယ်တောင်ပိုင်းမန်တော်ချေးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်တရာဦးလီတပ်မှတက်လာသော Jet Fighter ကဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအလားတူမကွေးလီတပ်မှတက်လာသောဝိုင်တွဲလျင်ဖြစ်လေ ယင်းနေ့မိုးလင်းနှစ်နာရီခန့်တွင်ဘုံ30ကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ယင်းနေ့နိုဝင်ဘာလ16ရက်နေ့မိုးလင်း12နာရီ10မိနစ်ခန့်တွင်လည်းအကြံဖက်စစ်တပ် Jet Fighter တစ်စီးကကလီမြို့နယ်တောင်ပိုင်းရှိကျေးရွာများကိုထပ်မံဖုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲများတွင်အကြံဖက်စစ်သားအလောင်းတချို့နှင့်ခရရန်တချို့ကိုလည်းဒေါ်လန်ရေးတပ်ဖွဲ့များကသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုသက်ဆိုင်ရာဒေါ်လန်ရေးတပ်ဖွဲ့များကထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ ကလေးတောင်ပိုင်းမှာတိုက်ပွဲတွေကနေတိုင်းနေပေါက်ကိုဖြစ်နေတာအခုကစစ်ခွေးတွေလေရင်နဲ့လည်းနေစဉ်ကိုပုံကျင်းနေတယ်ထိတွေ့တိုက်ပွဲတွေမှာစစ်ခွေးတွေဘက်ကအထိနာလို့ထင်နေတိုက်ပွဲဖြစ်တဲ့နေရာတွေကိုတောက်လျှောက်ကိုကျဲချတိုက်ခိုက်နေတာဒေါ်လန်ရေးတပ်ဖွဲ့ကစစ်ခွေးအလောင်းတချို့နဲ့လက်နက်ခဲယံတချို့လည်းတင်းစီရရှိခဲ့တာတွေရှိတယ်တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့သက်ဆိုင်ရာဒေါ်လန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်ဟုဒီတာရင်းစီရေးတရင်ရင်းမြက်ကတရင်ဌာနကိုပြောကြားပါတယ်လက်ရှိအချိန်ထိတိုက်ပွဲများကြောင့်ကလေးကံကောလမ်းပိုင်းရှိကျွန်းချောင်းတာယာကုန် ထောက်ကျန်ချောင်းခွဟဲလုံမန်တုံစသည့်ခြေရွာပေါင်30ကျော်မှပြည်သူ9000ကျော်လေးလို့ရထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါတယ်။ဆက်လက်ပြီးမြင်းချက်မြို့နယ်ရှိစစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား9ဦးတေဆုံးပြီးစစ်သားအလုံးစခန်းစွန့်ခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချက်မြို့နယ်ရှိအကျန်းဖက်စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား9ဦးတေဆုံးပြီးစစ်သားအလုံးစခန်းစွန့်ခွာထွက်ပြေးသွားကြောင်းထဏောင်းမြေစစ်တောင်းမှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောဆိုပါတယ်။ နိုဝင်ဘာလ23ရက်နေ့နနက်6:55မိနစ်ခန့်အချိန်ညင်းချမ်းမြို့နယ်ခေါင်းခွဲကျေးရွာနှင့်ကံရွာကျေးရွာကြားရှိအကြံဖက်စစ်တပ်ခေစခန်းကိုထဏောင်းပြစ်စစ်တောင်းနှင့်မဟာမိတ်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်ဂိတ်စခန်းကိုဂျုံပုံများကြားရောက်ပောက်ခွဲခဲ့ပြီးမြေပြင်မှလည်းတော်လန်ရေးတပ်ဖွဲ့များကစစ်ကြောင်းနှစ်ကြောင်းခွဲ၍ဂိတ်စခန်းအတွင်ထိဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုစခန်းတွင်အကြံဖက်စစ်သား15ဦးဖြင့်အထိုင်ကျတပ်ဆွေထားခြင်းဖြစ်ပြီးတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်မှခွနက်ဦးသေဆုံးကကျန်ရှိသူအလုံးသည့် စခန်းအတွင်းမှဆုတ်ခွာသွားကြောင်းတော်လိုင်းရေးတပ်ဖွဲ့များကဂိတ်စခန်းကိုရှင်းလင်းရေးဝင်လုပ်နေချိန်မှာမြေချံမျိုးမှတက်ကူစစ်ကားများရောက်ရှိလာတော့ကြောင်းပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွေးငါးကောင်ကတော့နေရာတွင်ပွေချင်းပြီးတည်ဆုံနေ။နောက်ထပ်ထတ်တိုးနှစ်ကောင်တော့တည်တဲ့စုစုပေါင်းစစ်ခွေးတည်တာခုနှစ်ကောင်ရှိတယ်။ကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုထဏောင်းမြေစစ်ကြောင်းမှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကထဏောင်းမြေစစ်ကြောင်းနဲ့အတူ Justice Warrior တပ်ဖွဲ့ မဟာမိတ်ဂျုံတပ်ဖွဲ့များဖြစ်သော MDF မြောင်ဂျုံကြားခင်စိန်တပ်ဖွဲ့ Revolution Air Force ရင်းချန်ခရိုင်အမှတ်၁၁တပ်ရင်းလက်ယုံတပ်925ပျောက်ကြားတပ်ဖွဲ့ငန်းစုံပီကုတ်ဂျုံတင်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမြန်မာစစ်အုပ်စုနဲ့လက်အောက်ခံနေကြဆောင်တပ်များပြည်သူစစ်များကစိုက်ပါလိမ်လည်မှုများမှအကျိုးခံစားခွင့်ရရှိနေပြီး NUG အနေဖြင့်နိုင်ငံဖြတ်ကျော်ရစိုးမှုများကိုနှိမ်နင်းအမြင့်ဖြတ်ရန်နိုင်ငံတကာနှင့်လက်တွဲညီဆွေးတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာချမ်းဖတ်စေုပ်စုနှင့်လက်အောက်ခံနေချားဆောင်တက်များမဟာမိတ်ဖြီးသူစစ်အဖွဲ့များကစိုက်ပါလိမ်လည်မှုများမှအကျိုးခံစားခွင့်ရရှိနေပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုနှိမ်နင်းအမြင့်ဖြတ်ရန်ပြည်တွင်းပြည်ပညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကတရားဝင်ထုတ်ပြန်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံတွင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုနှိမ်နင်းအမြင့်ဖြတ်ရန်နှင့်ထိခိုက်သူများကိုပံ့ပိုးကူညီနိုင်ရန်တိုင်းသာတော်လှန်ရေးအဖွဲ့များ EAO ဂျားဖြတ်မိတ်ဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းများနိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့များအခြားသက်ဆိုင်ရာအဖွဲ့များနဲ့အတူညှိနှိုင်းဆောင်ရွက်သွားရန်ကတိကဝတ်များကိုဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံအတွင်းမှာကျူးလွန်နေသည့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာလုပ်ရပ်များအပေါ်မကြသေးမီကနိုင်ငံတကာ၏အာရုံစိုက်ဒိုးမြင့်အရေးယူဆောင်ရွက်မှုများအတွက်မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရမှကြိုးဆိုကြောင်း NUG ကကြေညာပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2023ခုနှစ်အောက်တိုဘာလ18ရက်နေ့ထုတ် လူကုန်ကူးမှုဖြားယောင်းလိမ်လည်မှုနဲ့နိုင်ငံဖြတ်ကျော်မှုမှုကင်းဆိုင်ရာကြေညာချက်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNU ကရင်အမျိုးသားအစည်းအရုံး CNF ချင်းအမျိုးသားတပ်ဦး ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားဒီမိုကရက်တစ်တပ်ဦးမွန်ပြည်သက်ပါတီ NNSP WLP Humal Lash Parmai 2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့မြန်မာနိုင်ငံတွင်စိုက်ပါရာဇဝတ်မှုများကြီးထွားလာနေသောအကြက်တန်းနှင့်ပတ်သက်၍ပူရဲကြေညာချက်များထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။အရှိတောင်အာရှတွင်အကြီးကအဖြစ်လှုပ်ရှားနေသောစိုက်ပါလိမ့်လည်ကိုင်းများသည့်ကမ္ဘာတဝန်းရှိအပြစ်မဲ့သူများထံမှတနည်းလျှင်ဒေါ်လာ65ဘီလီယံခန့်လိမ့်လည်လှည့်ပြားနေပြီးမြန်မာပြည်သူပေါင်းတသိန်း2000မှအွန်လိုင်းလိမ်လည်မှုများလှုပ်ဆောင်ရန်ပြည်အားပေးထိန်းသိမ်းခံရကြောင်းမြန်မာအကြံဖတ်စေအုပ်စုနှင့်၎င်း၏ကိုယ်ခဲမှုအောက်ရှိနေကြဆောင်တံများ မဟာမိတ်ပြည်သူ့စစ်အဖွဲ့များနှင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်ခိုင်းများသည့်အထက်ပါလိမ်လည်မှုစင်တာများ၏အကျိုးခံစားအခွင့်ကိုရရှိနေသူများဖြစ်ကြောင်းထို့အကျိုးအမြတ်ငွေများဖြင့်အခြားရာဇဝတ်မှုများနှင့်မြန်မာပြည်သူများအပေါ်ကျူးလွန်သည့်ရက်ဆက်ကြမ်းကြုတ်မှုများကိုမိလောင်ရလေပင့်ဖြစ်စေကြောင်းလိမ်လည်မှုနှင့်လူကုန်ကူးမှုနှစ်ခုစလုံး၏သားကောင်များတွင်မရေမထွက်နိုင်သောမြန်မာနိုင်ငံသားများနှင့်ကမ္ဘာတဝန်မှလူများစွာပါဝင်ကြောင်း NUG ကဆိုပါသည် ချိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏မြန်မာပြည်တွင်နှင့်ပြည်ပမှလိမ့်လည်ခိုင်းကောင်းဆောင်များကိုဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်ခြင်းများအမေရိကန်နိုင်ငံမှ United States Scan Center Strife ဖွဲ့စည်းခြင်းရာဇဝတ်အဖွဲ့အစည်းများအားစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူခြင်းနှင့်ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန်အတွက်ဗဏ္ဍာရေးဌာန၏ကြေညာခဲ့သောလှုံ့ဆော်ခြင်းများအပါအဝင်အိန္ဒိယနိုင်ငံများဒေတာရင်းနိုင်ငံများနှင့်နိုင်ငံတကာအဖွဲ့အစည်းများအလုံး၏ဂျိုးပန်းလှုံ့ဆော်မှုများကိုကျေးဇူးတင်အသိအမှတ်ပြုကြောင်း NUG ကထုတ်ပြန်ကြေညာပါသည် ရာဇဝတ်ကိုင်းမြ၏အမြင့်ဆုံးခေါင်းဆောင်အဆင့်ရှိသူများကိုပြစ်မှတ်ထားတိုက်ခိုက်ရန်ရာဇဝတ်မှုများရက်တက်ရန်လိမ့်လေခံရသူများ၏ငွေကြေးပြန်လည်ရရှိနိုင်ရန်နှင့်လူကုန်ကူးခံရသူများကို၎င်းတို့၏လူအခွင့်အရေးအလေးထားပြီးနေရက်သို့ပြန်လည်ပို့ဆောင်နိုင်ရန်နိုင်ငံတကာမှတိုးမြင့်ကြိုးပမ်းမှုများလိုအပ်ကြောင်းဤလုံဆောင်ချက်များကမြန်မာနိုင်ငံငြိမ်းချမ်းသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန်နှင့်ဒေသတစ်ခုလုံးအတွက်လိုအပ်သောတည်ငြိမ်အေးချမ်းရန်အခြေအနေကောင်းများကိုပံ့ပိုးပေးမည်ဖြစ်ကြောင်း NUG ကပြောပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ၏နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာအလို့အဖွဲ့နှင့်ပြည်သူ့ရဲတပ်ဖွဲ့တို့ကကုညီပံပိုးသည့်အပိုင်းတွင်ပါဝင်လျက်ရှိကြောင်းစိန်ခေါ်မှုများကိုခိုင်တွဲဖြည့်ရှင်းရာတွင်စစ်အာဏာရှင်များ၏ရာဇဝတ်မှုဆိုင်ရာလုပ်ငန်းများကိုနှိမ်နှင်းနေကြသောနိုင်ငံတကာနှင့်ပြည်တွင်းရှိသက်ဆိုင်ရာအဖွဲ့များနှင့်မိမိတို့ပူးပေါင်းဆောင်ရွက်မှုကိုကြိုဆိုကြောင်းမြန်မာစစ်တပ်၏ရာဇဝတ်မှုများမှရရှိနေသည့်တရားမဝင်ငွေချေစီးဆင်းမှုများကိုဖျက်ထောက်ကထုံဝင်များကိုအုံပြုပြီး ကျူးလွန်ထားသောရာဇဝတ်မှုများအဆုံးသတ်နိုင်ရည်နှင့်လိမ့်လေခံထားရသူများတရားမျှတမှုရရှိစေရင်နိုင်ငံတကာအတိုင်းအဝိုင်းနှင့်အဆင့်တစိုက်လက်တွဲဆောင်ရွက်ရန် NUG ကကတိပြုပါသည်